ဂျာမီစီမွန်အတ ିକ ပြည့်မဲ့ဖြစ်တက်မှတ်ထားနေတဲ့ United ဘလွန်ကျသူများတို့ကျွန်မတို့ရဲ့1 million channel လေးကပြန်လည်ကြိုဆိုလိုက်ပါရစေ။ Manchester United တင်က live site အတင်ရဲ့ကျင်းဝင်းကစားသမားဂျာမီစီမွန်ကိုခေါ်ယူသွားဖို့စိတ်ဝင်စားမှုဆက်လက်ပြီးတော့ရှိနေပေမယ့်ကြီးမားတဲ့ပြောင်းရွှေ့ခြေကိုပေးချင်ရဖို့အဆင်သင့်ဖြစ်နေရမယ်လို့သိရပါရစေ။စီမွန်ကပီအက်ဂျီတင်းကနေလိုင်းစစ်တင်းစဉ်အငှားစာချုပ်နဲ့ပထမဆုံးပြောင်းရွှေ့ခဲ့ပြီးတော့သူရဲ့ကြံ့ကြင်မှုနဲ့ပတ်စုံကစားနိုင်မှုတို့ကြောင့်အထင်ကြီးစေခဲ့ပါတယ်။ သူရဲ့ခြေကျွမ်းတွေကဂျာမန်အသင်းကိုဒီနှစ်စောပိုင်းမှာယူရို50ပေါင်52တန်ဒေါ်လာ55တန်နဲ့အပိသက်ခွင့်ယူဖို့ဆုံးဖြတ်စေခဲ့ပါတယ် Sky Test နဲ့ရဲ့ဆိုရလိုင်းစစ်တင်ကစီမုံကိုဒီနွေရသည်မှာရောင်းချဖို့ဆုံးဖြတ်ခဲ့ရင်အနည်းဆုံးရှူရတန်း80ပေါင်69တန်းဒေါ်လာ89တန်းတောင်းဆိုမှာဖြစ်ပါတယ်။ဘိုနပ်စနီကာကလပ်က BNC တင်ကနေခေါ်ယူပြီးနောက်အမျက်ဆုံးများစွာရရှိဖို့ရည်ရထားပြီးသူတို့ရဲ့တမိုးဖြတ်ထားတာထက်နည်းပါတဲ့ဘယ်ကံလတ်မှုမျိုးကိုမှထည့်သွင်းစစောင်းမှာမဟုတ်ပါဘူး။စီမုံက2029ခုနှစ်တည်းလိုင်းစစ်တင်နဲ့စာလုံးသက်တမ်းရှိပေမယ့်ကလပ်တင်ကတော့အပြောင်းရွှေ့ဆွေးနွေးမှုအတွက်တကားဖွင့်ထားလျက်ရှိနေပါတယ်။ စီမွန်ကခြေချင်းဝန်းထိုင်ရာကြောင့်ခနာတာအနာယူခဲ့ရပေမယ့်ဤပြမကိုရိုးရဲ့အသင်းအတွက်သူ့ရဲ့အရေးပါမှုကညင်းမြနိုင်သေးပါဘူး။တရားဒီမှာ25ဝယ်ပါဝင်ကစားထားပြီးတော့ရှီကိုသူညူက9ချိန်ကိုဖန်နေပေးထားပါတယ်။သူရဲ့တည်ငြိမ်တဲ့ခြေစွမ်းနေနဲ့တမိုးမြင့်တက်လာမှုတွေကြောင့်လိုင်းစစ်တင်ကညှိနှိုင်းမှုမှာအားသာတဲ့အနေအထားမှရှိနေပြီးတော့ဆုံးဖြတ်ချက်ချဖို့အလင်းစလိုလုံးမှမဟုတ်ပါဘူး။ ယူနိုက်တက်သင်းကလည်းပြီးခဲ့တဲ့နှစ်ရာသီကတည်းကစီမုံရဲ့တိုးတက်မှုကိုစောင့်ကြည့်နေပြီးသူတို့ရဲ့နီးပြဟောင်းအရစ်တန်ကစီမုံကို Ultra Force ခေါ်ဆောင်မှုစိတ်ဝင်စားမှုပြင်ထန်ခဲ့ပါတယ်။နီးပြပြောင်းလဲမှုနဲ့တူရူဝင်မော်ရင်ရောက်ရှိလာပေမဲ့ယူနိုက်တက်ကစီမုံကိုအတိအကပြတ်မှတ်ဖြင့်သတ်မှတ်ထားဆဲဖြစ်ပါတယ်။ဒါပေမဲ့လည်းငွေကြေးကိစ္စကဖြစ်နိုင်ငယ်ရှိတဲ့သဘောတူညီချက်တစ်ခုမှအဓိကအတားအဆီးတစ်ခုဖြစ်နိုင်ပါတယ်။အသင်းကငွေကြေးခက်ခဲတွေနဲ့ရင်ဆိုင်နေရပြီးကစားသမားတူတွေအတွက်ယူရိုတန်း80ကျော်သုံးဆွဲရက လက်ရှိသူတို့ရဲ့ဘတ်ဂျက်နဲ့ကညှိမာတော့မဟုတ်ပါဘူး။ဘိုင်ယန်မြူနစ်တင်ကလည်းဒီအချိန်လေးကိုအနီးကပ်စောင့်ကြည့်နေပြီးတော့လေဗာကူဇင်ရဲ့ Florian Wash ကိုသာမခွန်နိုင်ခဲ့ရင်စီမွန်ကိုပြောင်းလဲကြိုးပမ်းလာနိုင်တယ်လို့သတင်းတွေကပေါ်ပြပါရယ်။တပတ်မှလည်း Lamps တင်ကသူတို့ရဲ့ရက်တီချက်ကိုရှင်းရှင်းလင်းလင်းပြောကြားထားပြီးတော့ Task Queen နဲ့လူကိုခေါ်ယူလို့တဲ့ဘဲတင်မဆိုးသူတို့သတ်မှတ်ထားတဲ့ပြောင်းရွှေ့ခြေတိုင်းပေးချေဖို့လိုအပ်ပါရယ်။